လုံးမင်္ဂလာပါခင်ဗျာဒုတိယမြေပြည်ရဲ့လုံးဝ channel မှာမိတ်ဆွေများအားလုံးတို့ပေါ့နော်ဒီကတည်းကမှတော့ဘောမအထိုင်းရအစီအပြောင်းမျိုးစောင့်ကြိုးစားပေးနိုင်တဲ့အတွက်ကြောင့်ကိုနာမည်တင်တာအဖွင့်လေးလေးပါစပြီးတော့ပေါ့နော်လုံးပိုင်းလေးဒီမှာအောင်လေသိမိအောင်လဲဆိုပြီးတော့အားလုံးပေါင်းပြီးတော့ဒီချန်လေးညွှန်ရဲပေါ့နော်လုံးပိုင်းတော့ဆိုင်လေးတွေကိုရှာပေးထားပါတယ်ခင်ဗျာအဲ့တော့အားလုံးတို့မိတ်ဆွေများအနေနဲ့ပဲ YouTube ပြီးရတော့မှာတော့ဆိုင်အသွားစားလေးကိုသဘောကျတဲ့တိုင်းတိုင်းတိုင်းနဲ့အားသာတဲ့ကစားလေးကိုတော့ကိုယ်တိုင်စိတ်ကြိုက်ဆုံးဖြတ်ပါလို့ပဲပြောချင်ပါတယ်ခင်ဗျာ တော့ရရှိထားတဲ့လုံးပိုင်ပုံစံလေးကတော့ဒီမှာရှိနေတယ်တကူငါပေါင်းခြင်းမှာပေါင်းတဲ့အခါမှာဆိုလို့ရှိရင်ပေါင်းခြင်းဒီ9ရပါတယ်9ပါပါဒီ3ညပေါ့နော်9ပါပါဒီ3ညနဲ့9 3ညသုံးပိုင်းနဲ့3-9လို့ခတ်ထားခြင်းကြောင့်9တလုံးပိုင်းစင်းခဲ့တယ်ခွန်၅၆ပေါင်းမှဆိုရင်လည်း၈၃ဆိုလဲပေါ့နော်ဝန်ချင်းရမယ်ခွန်၈လို့ထားတဲ့အဖြစ်တဲ့ကြောင့်၈တလုံးဝန်ချင်းတွက်ဆပေးပါတယ်ပြီးရင်နောက်ထပ်တစ်ပင်ဒီ၄၆ခွန်ပေါင်းတဲ့အခါမှာဆိုရင်ခွန်၄ဆိုတဲ့ လုံးပိုင်းရနေတယ်ပဲ6နှစ်ဆိုတော့ဒီလုံးပိုင်းတွက်စာမှန်လာမှန်ထားတယ်ဗျအဲ့တော့ကျွန်တော်ပြီးပြီးတော့နောက်ထပ်တစ်ပင်ကြီး986ပေါင်းပါမယ်ပေါင်းတဲ့အခါမှာဆိုရင်3 3ပါဝါပြီး10နဲ့ ၃ရှင်းလုံးပိုင်းလေးတွေပဲ၃၆ဆိုတော့၃တုံးလုံးပိုင်းအတွက်ဆိုက်ရဆိုပြီးတော့နောက်ကျဒီဘက်ချမ်းမှာလေးဒီပဲအတိဆွဲလာပြီးတာမှန်လာပြီးတာရှိမယ်ဒါပြင်ကျွန်တော်ကစားရမယ်ဒီဘက်ချမ်းလေးပေါ့နော်နောက်ကျောက်ပြင်ရှင်းဆိုက်ရှိပါမယ်၃ညာလေးငါပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်ကိုကိုပါဝါဒီလေးနဲ့ဒီကိုလေးလုံးပိုင်းကလည်း၄၀၉၀ဆိုတော့ကိုရော၄ရောလုံးပိုင်းပြီးဝင်ခဲ့တယ်ဒီနောက်ထပ်တစ်ပင်ကတော့3.1ပေါင်းတဲ့အခါမှာဆိုရင်16ဆိုတဲ့လုံးပိုင်းကလေးပဲ 6516ဆိုတော့6ကို1ရောတောင်းပိုင်းလေးကစင်လာခဲ့ပြီးသားပါခင်ဗျာပြင်ရောက်တဲ့တပင်းဒီ885ပေါင်းပါတယ်ပေါင်းတဲ့အခါမှာဆိုရင်16ဆိုတဲ့တောင်းပိုင်းလေးကို6နှစ်ဆိုတော့6တောင်းတောင်းပိုင်းအတွက်စိုက်ဒီလိုလေးတောင်းလျှောက်မှတ်ထားခဲ့တာပြထားခဲ့တာဖြစ်ပါတယ်ခင်ဗျာဒီရတော့ကြောင့်ကျွန်တော်ဒီကစားမယ်ပေါ့နော်တဲ့နာအဖေတို့ဖွင့်နေတော့လုံးပိုင်းဒီ၄၅၅ပေါင်းပါတယ်ပေါင်းတဲ့ခါမှာဆိုရင် လေးပါဝါဒီ6နဲ့လေး6ဆိုတဲ့လုံးပိုင်းတွက်ဆိုင်လေးကိုအတုံးပြုကစားရမယ်ပုံစံလေးနဲ့တွက်ဆိုင်လေးပဲဖြစ်ပါတယ်ကစားရမယ့်အချိန်ကတော့မနေ့ကစားနိုင်တဲ့အတွက်အတွက်နဲ့ညနေခင်း၄နာရီခွဲတောင်ပဲဖြစ်ပါတယ်ခင်ဗျာဒီလိုနဲ့ကကစားရမယ်ပိုင်းတိုင်းလေးကျွန်တော်ဆက်ပြီးတော့ပြပေးထားပါတယ်ဒီလိုလေးပဲပါပဲဆက်ပြီးတော့ကြည့်အောင်ဆက်တဲ့ကြောင်ဒီလိုလေးကိုလည်းဒီလက်ထိဆက်ပြီးတော့ကြည့်ယူအားပေးပါပါလို့ပဲပြောချင်ပါတယ်အဲ့တော့နောက်ထပ်ဆက်ပြပေးတော့ပိုင်းတိုင်းလေးကိုပြောင်းပြပေးခင်ပါမျိုးစိုးအားလုံးနဲ့ သူဒီကနေ့ညာထုတ်ခြင်းလို့တော့လည်းကောင်းကော်မရှင်အများကြီးပြန်ပြီးအတူတူလို့တော့လည်းကောင်းပါကျွန်တော်ရဲ့ Viber Telegram ဖုန်းနံပါတ်ဖြစ်တဲ့ 3969689692ကိုဆိုတဲ့ဒီ Viber ဖုန်းနံပါတ် Telegram ဖုန်းနံပါတ်မှာမိမိတို့ project နဲ့ခဏလေးတွေကိုစိတ်ကြအားရောက်ကနေတို့အားပေးလို့ရပါတယ်။ယုံကြည်စိတ်ချစွာပြတ်ဆက်တဲ့ခဏတို့အားပေးလို့ရပါတယ်ခင်ဗျာ။အရင်အစားနည်းရှယ်ကြပါ။ဒါမျိုးကျွန်တော်ဒီမှာလည်းခဏတို့အားပေးကြခြင်းလို့ဆိုရင်အားလုံးအားလုံးဒီမိမိတို့ဒီအနည်းဆုံးခွင့်ဆောင်ချက်ဖို့စတင်ခါရှိအောင်လေ။ထို့သားပဲဒီ commission ရောင်းပြန်ရလို့ဖြစ်ပြီးအားလုံး commission တွေပြန်ပြီးတော့ရပါတယ်။3000နဲ့3000ကျပ်ထားဆိုရင်တော့ commission ကို6000တိုင်းဖြစ်ပြီးတော့9000နဲ့9000ကျပ်ထားဆိုရင်တော့ ကော်မရှင်ကို900ကျော်လုံးနဲ့ဆိုပြီးတော့ဒီလိုမျိုးလေးတွေပေါ့နော်ထိုးကြည့်လိုက်ရောင်းလာနေလိုက်ရဲ့ပဲအတိအတိရောင်းလာနေလိုက်ထိုးကြည့်လိုက်ရဲ့တိုးမှုပြီးတော့အရှိအိုင်ဆိုင်သွားမှာဖြစ်ပါရဲ့ခင်ဗျာအမြင့်ဆုံး1500ရာခိုင်နှုန်းဒီကော်မရှင်လေးတွေအမှစရရှိအောင်ဖြစ်ပါတယ်အလုံးကိုရှင်းပြပေးပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့ Viber ရောတည်ရည်ရောဒီဖုန်းနံပါတ်တွေတော့နေတယ်အလုံးကိုလက်ခံအလုံးလောက်ကနေဖြစ်တဲ့အကြောင်းဆက်တဲ့ခဏကိုအားပေးတဲ့အခါမှာတော့ဖုန်းနံပါတ်ကိုတိတ်ချင်းမမှန်းယူစေတဲ့ ဆက်သွယ်အားပေးပါလို့ပဲကျွန်တော်လည်းပြောချင်ပါတယ်။အဲ့တော့ကျွန်တော်ရရှိထားတဲ့ guideline ပုံစံလေးကတော့6539ပေါင်းရင်းမှာပေါင်းတဲ့အခါမှာဆိုရင်6လေးဆိုတဲ့ click ဝင်နေရ drop ခဲ့တဲ့ကဏ္ဍက40 60လောက်ခါတာကြည့်ကြအောင်လုံးဝဒီလေးပဲ4ရော6ရောဝင်နေ break ဒီလေးပဲ4 break ပေါ့4 break ပေါ့စင်းနေတာဖြစ်ပြီးတော့40 60ဒီလိုလေးမှန်ခဲ့တယ်။ပြီးရင်0 3 1ပေါင်းတဲ့အခါမှာဆိုရင်လည်း16ဆိုတဲ့ break ရမယ်။ဒီ16 break နဲ့ကို ဖွက်ခဲ့တဲ့ကဏ္ဍဒီ65လို့ထပ်ထားကြည့်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ပရိတ်တန်းဒီပြပရိတ်လုံးပိုင်းကြီးတွေပဲ6တလုံးလုံးပိုင်းလို့ဆိုပြီးတော့65တစ်ပွက်မှန်ခဲ့တယ်ခင်ဗျာပြီးရင်နောက်ထပ်တမင်ကတော့85ကပေါင်းတဲ့ခါမှာဆိုလို့ရှိရင်73ဖရိတ်လိုင်းတွေကိုဒီမှာဆိုရင်လည်း6နှစ်ဆိုတော့ရှစ်ဘိတ်ဝင်နေလုံးပိုင်းကြီးတွေပဲ6တလုံးလုံးပိုင်းနဲ့ဆိုပြီးတော့6နှစ်တစ်ပွက်မှန်လာခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်အခုလိုမျိုးတောင်းချောက်မှန်လာခဲ့တယ်ပြေးလာခဲ့တယ်ဆိုတော့ဘောနော် မင်းရှိတော့ဆက်ပြည်နိုင်လို့လည်းပဲကျွန်တော်တို့ဒီတရင်အဖွင့်လေးတော့မှာကစားအလုပ်ကြီးပေါ်တာထောက်ထားပါငန်းငါကိုပေါင်းတဲ့အခါမှာဆိုရင်ကိုလေးပြည်နိုင်နေဆိုတော့လေးကိုကိုပဲဖြစ်ပေါ်တော့ဆိုရင်မင်းကပြီး40 60 65ဆိုတဲ့ဒီ main လေးကအရာထားခြင်းဖြစ်ပါတယ်ထောက်ထားခြင်းဖြစ်ပါတယ်ခင်ဗျအဲ့တော့ဒီ main လေးကနဲ့သက်ဆိုင်ပတ်သက်ပြီးတော့လည်းမိတ်ဆွေတို့အားလုံးပဲ အကျဉ်းသူတွေတိုက်နေတတ်တယ်ဆိုရင်ပစားအတော့ကြီးနေပါတယ်ကျွန်တော်နေနေလေးချင်းလူချို့တို့အတွက်အလားလားရှိမယ်ပောက်ကွက်မင်းနိုင်လဲဆိုရင်ပေါ့ဟာပုံစံမျိုးလေးတွေကိုရပဲနှလုံးကိုဝေးမြပေးတာတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်လည်းမြင်နေအားလုံးပဲကျွန်တော်ရဲ့ကနေလေးနဲ့ဒီအားလုံးပဲပောက်ကွက်မင်းဖြစ်ကြပါစေ အားလုံးပောက်ကွက်ပြေးနေမိကြပြီးတော့အဆင်ပြေကြပါပြီခင်ဗျာကျွန်တော်ကတော့မင်းအကြိုက်ကြီးရောလေးငါတော့ကိုပို့ပြီးတော့အားသာချက်နေတတ်ပါတယ်ဘယ်ရှင်များအားလုံးလည်းအကြိုက်ချင်းတူနေတိုက်တူကြမယ်ဆိုရင်ဒီကနေ့လေးလည်းပဲအခုကမှအရင်ကအနေရဲ့အခွင့်အရေးရဲ့ပေါ့နော်အတွက်ထဲတဲ့ကစားအတော့ပြီးလို့ရပါပြီလို့ပြောချင်ပါတယ်အားလုံးတော့မင်းရှင်များလည်းတို့ဒီကနေ့ပောက်ကြပါစေအားလုံးအဆင်ပြေကြိုင်အောင်ကြပါစေခင်ဗျာအဲ့တော့ကျွန်တော်ဒီနေ့ပြင်ပေးလိုက်တယ်ကျွန်တော်တော့ဆက်ကရောက်ရှိလာတဲ့ခင်ဗျာကိုပို့ထုတ်ခြင်းလို့ဖြစ်ဖြစ်အားသာတော်မင်းရှင်တို့တိုက်နေတတ်တဲ့ YouTube channel ကိုမှဆုပါခင်ဗျာ တော့တယ်ခဏတို့အပေးမယ်ကော်မရှင်အောင်များပြန်ပြီးတော့ပေးမယ်ဆိုရပါတော့ဒီဗီဒီယိုလေးကိုကြည့်ရှုနေတဲ့မိတ်ဆွေများလည်းကောင်းပါအဲ့ဒီလိုတော့မိတ်ဆွေများဆက်တဲ့အပေးဖို့အတွက်ရှင်နေတယ်ကျွန်တော်ဒီမှာရေးပေးထားတဲ့လရေးစာသားလေးရောအတိုင်းတွေပါဒေချာလေးပြပြပေါ်ပြပေးထားတယ်ကျွန်တော်ရဲ့ဘာသာဖုန်းနံပါတ်ကိုဒေချာလေးနံပါတ်ရင်းစေတယ်ရုပ်ကြီးစိတ်ချစာပေအေးအေးပြဆက်တဲ့ခဏတို့ အပေးနိုင်ပါတယ်ခင်ဗျာဒီလိုပိတ်ချင်းလေးကတော့မနေ့ကမှဆိုရင်7:50ပါညနေခင်းမှဆိုရင်3:55မိနစ်လေးခန့်ကထုတ်ပေးရရှိတာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ယခုပြပြလိုက်တဲ့ပိတ်ချင်းလေးတိုင်းကိုမရှိဘူးသေးပါနဲ့ယူမီထုတ်တဲ့ခန့်ကကိုစိတ်ကြတရားခန့်ထုတ်အပ်ပေးလို့ရပါပြီကျွန်တော်ပြပြပေးပါတယ်အားလုံးတော့မရှိများလေတို့ရင်းအပွင့်လေးလေးမှာစပြီးတော့ပောက်ွက်ပေးရရှိကြပြီးတော့အားလုံးအဆင်ပြေကြပါစေခင်ဗျာ သဘာဝနည်းနဲ့ဖြစ်ကြတော့ဘုံပြီးနေလောကကြီးအနေနဲ့ဆက်ရောက်နေတာအနည်းငယ်တော့ဖြစ်ကြတော့ကဘာတိကဘာသာပြီးတူပြီးသားများအားလုံးအလုံးတွေလည်းသဘာဝပေးနေအောင်မှပြင်းရှင်းကြပါစေအားလုံးကိုအလုံးစုံရလေခင်ဗျားဒီအပေါင်းမှာပြင်းရှင်းကြပါလေအားလုံးမရှင်ပြေကြည့်ရင်းနဲ့စိတ်ချမ်းသာကိုကြမ်းမာတဲ့ဘဝတွေကိုအများဆုံးဆက်ရှိပိုင်ဆိုင်ကြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ